မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းတိုင်းတိုက်ပွဲသတင်းကတော့စကန်းတိုင်းထီးကျမြို့နယ်မြတောင်ရွာမှာရှိတဲ့အကြပ်ဖက်စစ်တပ်စကန်းကို KIA ကအပိသက်တိုက်ခိုက်သိမ်းပိုင်နေခဲ့ပြီးတော့လက်နက်ခဲယမ်းများစွာသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ23ရက်နေ့ညနေ4နာရီအချိန်ကမှထီးကျမြို့နယ်မြတောင်ရွာမှာရှိတဲ့အကြပ်ဖက်စစ်တပ်စကန်းကို KIA, KPDF နဲ့ ABSDF တပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုင်နေခဲ့ပြီးတော့လက်နက်ခဲယမ်းများစွာကိုသိမ်းဆီးရရှိကစစ်ကောင်စီတပ်သားများထိခိုက်သိမ်းဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါရတယ်။ အဲ့ဒီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ရှုံးပြီးတော့ထွက်ပြေးသွားတဲ့ဗျူဟာမိုးနဲ့စစ်ကောင်စီတပ်သားတချို့ကို KIA ကလိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။ဩဂတ်စ်လ23ရက်နေ့ညနေ4နာရီမှာမြတောင်မှာရှိတဲ့စစ်ခွေးစခန်းကိုအားလုံးကိုအပိတသိမ်းပိုက်ရရှိလိုက်ပါပြီ။မြတောင်မှာစစ်ခွေးကင်းစင်သွားပြီး စစ်ခွဲတိုက်ဆုံမှုနဲ့လက်နက်ခဲယံတင်းစီရရှိမှုအသေးစိတ်ကိုတော့သတင်းမရသေးပါဘူး။ဗျူဟာမှုနဲ့အဖွဲ့ကတော့ထွက်ပြေးသွားတယ်လို့ KIA ရဲ့စီးရေးသတင်းအရင်းမြစ်ကပြောဆိုထားပါရယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စခန်းကို KIA ကဩဂတ်စ်လ22ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဩဂတ်စ်လ23ရက်နေ့မှာအပိတ်တိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်လာရှိုမြို့အခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိခဲ့တဲ့ဒဏ်ရာရ73ပန်း80ဦးအပါအဝင်298ဦးကို MNDA နဲ့ PDF တပ်ပေါင်းစုကထပ်မံလွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ23ရက်နေ့မှာအရှင်းတော်တိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိခဲ့တဲ့ဒဏ်ရာရ73ပန်း80ဦးအပါအဝင်298ဦးကို MNDA နဲ့ PDF တပ်ပေါင်းစုကထပ်မံလွှတ်ပေးခဲ့တယ်လို့သိရပါတယ်။အခုလိုလွှတ်ပေးရမှာ SSPP အဖွဲ့နဲ့ချိတ်ဆက်ပြီးတော့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဩဂတ်စ်လ23ရက်နေ့မှာ MNDA နဲ့ PDF တပ်ပေါင်းစုကနေပြီးတော့လာရှိုးရမခကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်ကဖမ်းဆီးရမိခဲ့တဲ့ဒဏ်ရာရ73ပန်း80ဦးအပါအဝင်298ဦးကိုပြန်လွှတ်ပေးလိုက်ပါတယ်။အခုလိုပြန်လွှတ်ပေးတဲ့နေရာမှာမဟာမိတ် SSPP နဲ့ ်ပူပေါင်းပါဝင်ဆောင်ရွက်ပြီးတော့ပို့ဆောင်ပေးခဲ့ပါတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရေစကြုံမြို့နယ်ဟင်းသာပြူစောတိစခန်းကိုဆွန့်ခွာပြီးတော့ပခန်းကြီးရဲစခန်းကိုပူးပေါင်းရန်တွားရောက်တဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သားနဲ့ပြူစောတိ၁၀ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂုတ်လ21ရက်နေ့မွန်လွယ်တန်တိုင်း26မိနစ်အချိန်မှာရေစကြုံမြို့နယ်ဟင်းသာပြူစောတိကျေးရွာစခန်းကိုစွန့်ပစ်ထားခဲ့ပြီးတော့ပကန်းကြီးရေကင်းစခန်းကိုတွားရောက်ပူးပေါင်းတဲ့ ်အင်အား40ခန့်ပါတဲ့စစ်ကြောင်းကိုကြားဖြတ်ပြီးတော့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား10ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲက15မိနစ်လောက်ပဲကြာခဲ့တာအဓိကကတော့မိုင်းကိုဦးစားပေးပြီးတော့ဆွဲခဲ့တာပေါ့အဲ့ဒီမှာ9ဦးပြုတ်တာ အတွင်းသတင်းပေးသိရတာကတော့ဆေးရုံမှာဖက်ရောက်တာရော10ဦးသေတယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့မျက်မြင်တွေ့လိုက်တာက9ဦးမဟုတ်လို့ကျန်တာကိုဒဏ်ရာရတာလို့ထုတ်ပြန်လိုက်တာပါကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားထားပါတယ်အခုလိုမျိုးတိုက်ခိုက်ခံရပြီးတော့တေဆုံသွားတဲ့အကြမ်းဖက်စစ်သားအလောင်းများနဲ့ဒဏ်ရာရရှိသူများကို outside ကားနဲ့လာရောက်ကြောက်ယူသွားပြီးတော့ပခောက်ကူဆေးရုံကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MPD မြင်းကြံခရိုင်အမှတ်6တပ်ရင်းနဲ့အတူ Dragon Brothers People Defense Force YSO ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အောက်ကြီးမြနိုင်လမ်းမရွှေလေးပြအင်အားအနီးမှာအချမ်းဘတ်ရဲနဲ့ပြူစောထီးများကအင်စည်းကားနဲ့လူငယ်တအုပ်ကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အချိန်ပြည်သူများဝမ်းဝန်းကူညီမှုနဲ့လွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ22ရက်နေ့ည8:15မိနစ်ခန့်မှာအချမ်းဘတ်ရဲနဲ့ပြူစောထီးများကလမ်းသွားလမ်းလာလူငယ်တအုပ်ကိုအင်စည်းကားတစ်စီးနဲ့ပေါ်တာဆွဲဖမ်းဆီးနေတဲ့အချိန်အရက်ဝက်နဲ့လူငါးဦးကကြပြိုင်နက်ထဲဆင်းလာပြီးတော့လိုက်လံဖမ်းဆီးတဲ့အတွက်ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းတဲ့အတွက်ကြောင့်ပြည်သူများဝိုင်းလာတဲ့အတွက်ကြောင့် ရဲနဲ့ပြူစောတိများဟာကားပေါ်ကိုပြန်တက်ပြီးတော့မောင်းပြေးသွားတယ်လို့သိရပါတယ်။ပေါ်တာဆွဲတာမျိုးပါဗျ။အဲ့ဒီအင်စီကားကတော့မြို့နယ်ထဲမှာပတ်နေတာပါလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လိုက်လံဖမ်းဆီးခဲ့တဲ့အင်စီကားပေါ်ကရဲများဟာကြင်မြနိုင်23စခန်းကရဲများဖြစ်ပြီးတော့အဲ့ဒီကားဟာကြင်မြနိုင်တဲ့အလုံတဝိုက်မှာညအချိန်အမြဲပတ်နေကလမ်းသွားလမ်းလာလူငယ်များကိုကားပေါ်ဆွဲတင်ပြီးတော့ဖမ်းခေါ်သွားလေရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအင်းတော်မြို့မှာလမ်းဖွင့်ပြီဆိုပြီးတော့ဖြတ်သွားတယ်။ရွှေရီစုဝေရင်လိုင်းကခရီးတက်တဲ့ Express ကားတစီးရဲ့ရင်မောင်းနဲ့ရင်နောက်လိုက်တို့နှစ်ဦးကိုကားနဲ့အတူစစ်ကောင်စီတပ်သားတွေကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မော်လူးမှာပိတ်မိနေတဲ့ကားတွေဟာလမ်းဖွင့်ပြီဆိုတဲ့သတင်းကြောင့်ခရီးတက်ကားတွေနဲ့ကုန်တင်ကားတွေဟာဩဂတ်လ22ရက်နေ့ညနေပိုင်းမှာထွက်သွားခဲ့ရာ ရှေ့ဆုံးမှာသွားတဲ့ express ကားတစီးကိုအင်းတော်မျိုးအဝင်းတရားထိတ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့တယ်လို့ဒေသခံတအုပ်ကပြောပြခဲ့ပါတယ်လက်ရှိမှာတော့တိုက်ပွဲကြောင့်မုံရွာမန္တလေးရွှေဘိုမြေကြီးနားသွားတဲ့ ခရီးသည်တွေကားတွေနဲ့ကုန်ကားတွေဟာအင်းတော်မြို့နယ်မှာရာနဲ့ချီပြီးတော့ပိတ်မိနေပြီးလမ်းစီပြက်လက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။ဩဂတ်စ22ရက်နေ့ကကားတွေလမ်းဖွင့်ပြီးထွက်လို့ရပြီလို့လာပြောတော့ပိတ်မိနေတဲ့ကားတွေအကုန်ထွက်ကြတာပေါ့။အင်းတော်မြို့အဝင်ကိုရောက်တော့စစ်တပ်ကမဖြတ်ခိုင်းဘူး။မြို့ဝင်တရားပေါ်ကိုတက်ရင်ကိုတနက်နဲ့လှမ်းပစ်တာတနက်နဲ့လှမ်းပစ်တော့ကျန်တဲ့ကားတွေကလည်းအကုန်လှည့်ပြေးကြတာပေါ့။အဲ့ဒီ express ကားကတော့ဖမ်းခံလိုက်ရတယ်လို့ပြောပါတယ်။လမ်းဖွင့်ပြီဆိုတဲ့သတင်းဟာ အင်းတော်ဘက်လမ်းဖွင့်တာကိုပြောတာမဟုတ်ပဲကတာဘက်သွားတဲ့လမ်းဖွင့်တာကိုအကောက်လွဲသွားလို့ဖြစ်သွားရတာလို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီ express ကားပေါ်မှာခရီးသည်20ကျော်ပါဝင်ပြီးခရီးသည်တွေကိုတော့ပြန်လွှတ်ပေးခဲ့ပေမဲ့အသက်29နှစ်အရွယ်ရင်မောင်းနဲ့19နှစ်အရွယ်ရင်နောက်လိုက်တော့ကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။သခိုင်းတိုင်းအင်းတော်မျိုးမှာတော်လိုင်းပူပေါက်တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကအခုလဩဂတ်16ရက်နေ့ကနေစပြီးတော့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ကျူမြို့နယ်နဲ့စေတုဒ္ဒရာမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်ဆက်တက်ကစစ်ကြောင်းထုတ်နေတဲ့အတွက်ထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ18ရက်နေ့မနက်9:00နာရီကမှမဲဆက်လီရဲစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်းလိုရွာနဲ့ခိုနန်းရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်များကိုဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုဖျက်ဆီးသွားပြီးတော့တမုတ်ရှိတဲ့ပစ္စည်းများမော်တော်ကာ ါမော်တော်ဆိုင်ကယ်များကိုယူဆောင်သွားတယ်လို့သိရပါဗျ။ဒါ့အပြင်ပြည်သူများမွေးမြူထားတဲ့စိတ်နွားနဲ့အိမ်မွေးတိရစ္ဆာန်များကိုလည်းတပ်ဖြတ်စားတောက်သွားတယ်လို့သိရပါဗျ။စစ်ခွေးတွေက16ရက်နေမှာမဲဆယ်လီရဲစခန်းမှာစုဖွဲ့ပြီးတော့18ရက်နေမှာစစ်ကြောင်းစထိုးတယ်။ပြည်သူပိုင်းနေအိမ်တွေကိုလည်းဖျက်ဆီးသွားတယ်။ တမိုးရှိတဲ့ပစ္စည်းတွေမော်တော်ကားမော်တော်ဆိုင်ကယ်တွေကိုလည်းယူဆောင်သွားတယ်နောက်ပြီးတော့ပြည်သူတွေမွေးမြူထားတဲ့စိတ်နွားနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုလည်းတပ်ဖြတ်စားတောက်သွားတယ်လို့ပွင့်ဖြူမျိုးနယ်ကပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဩဂတ်စ်လ22ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားပြီးတော့မင်းဘူးခရိုင်အမှတ်၄တပ်ရဲမင်းဘူးခရိုင်အမှတ်9တပ်ရဲရေနသာ UFOs LPDF အဖွဲ့ကပူးပေါင်းပြီးတော့နေမြေရှင်းလင်းရေးများကိုလှုပ်ဆောင်ခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မှာရှိတဲ့မြို့နယ်များနဲ့သခိုင်းတိုင်းအထက်ပိုင်းတို့မှာတိုက်ပွဲများဖြစ်ပွားနေမှုကြောင့်ကာလများပိတ်နေတဲ့အတွက်ကချင်ပြည်နယ်မှာရှိတဲ့မြို့များမှာကုန်စည်နှုန်းများအဆမတန်မြင့်တက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်နဲ့သခိုင်းတိုင်းအဆက်မှာရှိတဲ့အင်းတော်မြို့နယ်မှာဩဂတ်လ15ရက်နေ့ကနေစတင်ကတိုက်ပွဲများဖြစ်ပွားနေတဲ့အတွက် မန္တလေးမြေကြီးနားရွှေဘုံမြေကြီးနားမန္တလေးဗမော်မန္တလေးဖားကန်နဲ့မြေကြီးနားပူတာကိုကားလမ်းပိုင်းများပိတ်ထားခြင်းဖြစ်ပြီးတော့အဲ့ဒီလမ်းပိုင်းများမှာလည်းခရီးတက်တဲ့ကားများနဲ့ကုန်ကားများဟာလမ်းခုလမ်းမှာပိတ်မိနေကြတယ်လို့သိရပါတယ်အခုလိုမျိုးကားလမ်းများဖြတ်တန်းသွားလာ၍မရခြင်းကြောင့်ကချင်ပြည်နယ်မှာရှိတဲ့မြေကြီးနားမြို့အပါအဝင်မြို့နယ်တချို့မှာအခြေခံစားတောက်ကုန်နဲ့စက်သုံးစီဈေးနှုန်းများဟာအစမတန်မြင့်တက်နေတယ်လို့သိရပါတယ်မြို့ကြီးဆိုတော့ပစ္စည်းတွေပြတ်သွားတာမျိုးတော့မရှိဘူးဒါပေမဲ့ဈေးတွေကတော့တက်တာပေါ့ကားအဝင်ကမရှိတဲ့အပြင်ငွေလွှဲငွေထုတ်ကလည်းအဆင်မပြေဘူး ဒီနေ့ဈေးနဲ့မနက်ဖြန်ဈေးကလည်းလုံးဝကိုကွာတယ်စံတအိတ်ကိုအနည်းဆုံးတသိန်းခွဲကျော်တယ်လို့မြကြီးနာမျိုးကအမျိုးသမီးတူကပြောပြထားပါတယ်ဒါအပြင်ဖားကတ်မျိုးမှာရခင်ကအင်တာနက်လိုင်းပြတ်တောက်မှုများဖြစ်ပွားပါကနိုင်ရီပိုင်းမြတာကြာမြင့်ခဲ့တော်လဲလက်ရှိဖုန်းလိုင်းနဲ့အင်တာနက်လိုင်းအကန့်အသတ်နဲ့သာရရှိကြောင်းဖားကတ်မျိုးကတူးထံကနေပြီးတော့သိရှိရပါတယ်လမ်းမှာပိတ်မိနေတဲ့ကုန်စည်တွေကလည်းပုတ်ကုန်တော့ဈေးပြန်တင်လိုက်တဲ့သဘောပေါ်ဓာတ်စီတလီတာကိုတသောင်းနာအထိကိုဈေးပေါက်နေတာ ဖုန်းလိုင်းတွေကလည်းအဆင်မပြေတော့တပတ်တစ်ခါဆက်သွယ်တာပဲစောင့်နေရတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။အရင်ကအင်တာနက်လိုင်းပြတ်လဲ၃-၄နာရီလောက်ပဲဖုန်းကြိုးကိုဘတ်ဟိုးနဲ့ကုတ်မိလို့ဆိုပြီးတော့ခဏလိုင်းပြတ်တာမျိုးပဲရှိတယ်။အင်တာနက်ဘိုးကလည်း1500 2000ဆိုရင်အဝတ်တုံးပဲ။ကုန်ကင်းတော့ကလည်းမကြည့်ဘူး။တထောင်းဆိုနေညစားလို့ရတယ်။အခုကတော့မရတော့ဘူးလို့ပြီးခဲ့တဲ့မေလာအတွင်းမှာဖားကတ်မြို့နယ်မှာနေထိုင်ခဲ့တဲ့အမျိုးသမီးတူကပြောဆိုခဲ့ပါတယ်။ဒါအပြင်မေလာနဲ့ဇွန်လအတွင်းမှာမိုးရွာသွန်းမှုများပြားကပြည်ကြီးနာပူတာကိုလမ်းပိုင်းပြက်စီးခဲ့မှုကြောင့် ကုံကားများရောက်ရှိနိုင်ခြင်းမရှိတော့တဲ့အတွက်ပူတာဝခရိုင်အတွင်းမှာရှိတဲ့ခေါလန်ဖူးမချမ်းပေါ်နောင်မော်နဲ့ပန်နန်းတင်မြို့နယ်တို့မှာလည်းကုံစင်းနှုံများမြင့်တက်နေတယ်လို့သိရပါဗျာ။ ပူတာအိုမြို့ပေါ်မှာကတယ်လီနော line တွေပြန်ရတာမျိုးတော့ရှိတယ်။ကုန်ပစ္စည်းကတော့ဒေသထွက်အစားအစာကပေါ်ပေမဲ့တခြားပစ္စည်းတွေကမဝင်ဘူး။စံတိုက်ကို9ဒိန်နီးပါးပေးနေရပြီ။ဝင်ငွေမရှိတဲ့ဂျားကကုန်စည်နှုန်းတွေကတက်နေတာ။အဲ့ဒီမှာရှိနေတဲ့အမျိုးတွေအတွက်စိတ်ပူနေရတယ်လို့ရန်ကုန်မြို့မှာအလုပ်လုပ်ကင်နေတဲ့ပူတာအိုဒေသခံတို့ကပြောဆိုခဲ့ပါရယ်။လက်ရှိမှာသခိုင်းတိုင်းကနေကချင်ပြည်နယ်အတွင်းကိုဝင်ရောက်မဲ့73စီရင်များဟာလည်းအင်းတော်မျိုးအဝင်မဲစာကျေးရွာနဲ့ရွှေဘုံမြကြီးနားကားလမ်းပိုင်းမှာပိတ်မိနေတဲ့အပြင်မုံညင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့နန်စီအောင်စုပေါင်းဂိတ်မှာ ာလဲကုန်တင်ကားနဲ့73စီရင်တစည်းကိုဂိတ်ကြီး3000ခန့်အထိကိုပေးနေရတယ်လို့သိရပါဗါးစစ်ကောင်စီအာဏာသိမ်းခဲ့တဲ့၃နှစ်ကျော်ကာလအတွင်းမှာငွေကြေးဖောက်ပွားမှုကြောင့်ရွှေစင်းငွေစင်းနဲ့အခြေခံစားတောက်ကုန်ဈေးနှုန်းများဟာလည်းလေးစားခန့်မြင့်တက်လာခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီဟာမြင့်တက်နေတဲ့အခြေခံစားတောက်ကုန်ကုန်ဈေးနှုန်းများကိုထိန်းချုပ်နိုင်ရန်အတွက်ဆိုပြီးတော့2023ခုနှစ်ဇွန်လ28ရက်နေ့မှာပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကိုဖွဲ့စည်းခဲ့တော်လဲလက်ရှိအချိန်ထိမှာ ကုံစည်းနှုံးများထိမ့်ချုပ်နိုင်ခြင်းမရှိတဲ့အပြင်နေ့စဉ်မြင့်တက်နေဆဲဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောင်းဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ပတောင်းမြို့မှာရဲစခန်းကဒူရဲအုပ်တအူးဟာမိသားစုပါခေါ်ဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ23ရက်နေ့မှာညောင်ဦးခရိုင်ကြောက်ပတောင်းမြို့မှာရဲစခန်းကဒူရဲအုပ်တအူးဟာမိသားစုနဲ့အတူ CDF KKG ထံမှအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်။အဲ့ဒီအလင်းဝင်လာတဲ့ဒူရဲအုပ်နဲ့မိသားစုဝင်များကိုချင်းလန်း Defense Force ကလေးကဘော ကံခေါ်အဖွဲ့ကလွတ်မြောက်နေမျိုးကိုပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ